ဒီနေ့လည်းကျွန်တော်တို့သုံးနာပြန်ထပ်လာခဲ့ရပါတယ်ဒီတစ်ခါကတော့ interview တော့မဟုတ်တော့ပါဘူးဒီ ISP MP တင်တဲ့စာရေး Academy U18 တင်လို့ရဲ့ခြေစမ်းမွေးကိုထပ်ပေါင်းသွားရမှာပါဒီပွဲကတော့သုံးနာလေးချင်ရင်တွင်တက်မှာကစားခဲ့တာပါဒီနေ့ကတော့ကျွန်တော် ISP မြေလွေးတင်းကိုရရင်နေပေါ့နော်တလတ်စားရဲဆော်ရီတင်းထပ်ပါကျွန်တော်တို့ဓာတ်ပုံကူရိုက်ပေးမှာဆော်ရီကမြူဆက်ရှစ်ကတော့ဒီလာမယ့်မြန်မာလိကကျင်းပမယ့်လူငယ်လိပြိုင်ပွဲဝင်ဖို့လေ့ကျင့်ပြင်ဆင်နေတော့ အစီအမျိုးသီးတင်ကတော့အားလုံးသိရတဲ့အတိုင်းပါပဲအာရှချန်ပီယံလိပြိုင်ပွဲအတွက်ပြင်ဆင်နေတာပါဒီနေ့အစီအမျိုးသီးမှာတော့ဒီဂျပန်လေ့ကျင့်ခီးစဉ်ကပြန်လာတဲ့လေယူသင်သားမှအစုံလင်းပြန်လင်းပါအောင်လာတော့ကျွန်တော်တို့တွေ့ရပါတယ်ဒါမဲ့ဂျပန်ကိုပရိုလိုင်းစင်ဆောင်ဝက်သက်ဖြစ်တဲ့ ISP တင်ရဲ့နီးပြချုပ် ော့ဆန်းဆန်းတိန်တော့မတွေ့ရဘူးသူ့အစားကိုတော့ယူဆက်ခွန်မြေသမီးတင်နေပြကျုပ်ကိုမီကိုကနေ့စနစ်ပိုင်းလာကူညီပေးတာကိုကျွန်တော်မြင်ရပါတယ်ကိုမီကိုကဂျပန်ဘောလုံးလောကမှာကျင်းနေခဲ့တဲ့သူဆိုတော့လေသူက ISP နဲ့တွေ့ဆုံမဲ့ဂျပန်ကလပ်တိုချိုဖာရီပွဲတော်ကိုအဓိကထားလေ့ကျင့်ပြင်ဆင်ပေးနေတာလို့လည်းကျွန်တော်သိရပါတယ်ဒီရှင်းစမ်းပွဲကတော့55မိနစ်နှစ်ပိုင်းကစားခဲ့ပါတယ် ISP အသင်းရဲ့ပထမပိုင်းမှာတော့အဓိကစားသမားကြီးဖြစ်တဲ့ဖြူဖြူဝင်းစန်းတော်တော် လင်းမြင့်မိုးခင်မာလာထွန်းစတဲ့ကစားသမားတွေနဲ့ပွဲထွက်လာပါတယ်ကျွန်တော်ကတော့နှစ်သိန်းလုံးအတွက်တပုံရိုက်ပေးရဖြစ်လို့ကစားသမားစုံလင်ပါဝင်ဖို့နေရာစုံကနေပြီးတော့လာရရပါတယ်တကယ်ပွဲမှာတော့ Queen ရဲ့ Corner တောင်းအနီးနားနေပဲကျွန်တော်ရိုက်လို့ရပါတယ်ဒါကတော့ဒီနေ့လေ့ကျင့်ခြေစံပွဲဖြစ်လို့ ကွင်းပေးစီတစ်လျှောက်ကိုကျွန်တော်ရိုက်ရရပဲဖြစ်ပါတယ်ဒါမဲ့လေဒီပွဲမှာတပုံရခွင့်ရဖို့ကျွန်တော်တို့ကနှစ်ဖက်အသင်းတောင်းရှိသူတွေကိုဂျိုပြီးခွင့်ထားပါတယ်။သူတွေရဲ့ခွင့်ပြုချက်ရမှာပဲကျွန်တော်တို့တပုံရခွင့်ရတော့ပါ။ဒုတိယမှာတော့နှစ်သင်းလုံးကကစားသမား17ယောက်လုံးကိုလေးလေဝါတော့တွေ့ရတယ်။ ISP မျိုးသမီးတင်မှာဆိုရင်လေပထမပိုင်းတော့မပါခဲ့တဲ့ Notre Dame မျိုးမမငိရုံးရီလိုင်းတို့ပါဝင်လာပါတယ်ဒီပြကွန်မီကိုကတော့ပထမပိုင်းနဲ့ဒုတိယပိုင်းကစားပုံကလုံးဝမတူညီတဲ့ပုံစံနဲ့အသင်းကိုပြင်ဆင်သွားတာမြင်ရပါတယ် ဒီစစ်သားမွေးရရားလက်ထက်ကစားဝက်ကိုပဲအဓိကထားပြီးပြင်ဆင်တော့တာကိုကျွန်တော်တွေ့ရပါတယ်။ပွဲပြီးမှတော့သင်းရဲ့ကစားပုံကိုအားရကျဉ်းနှံမှုရှိကြအောင်ခူမီကိုကသူ့အစင်းကိုပြောကြားနေကျွန်တော်မြင်ရပါတယ်။ဒါပြင်ဒီနေ့ပွဲမှာကစားသွားတဲ့ ISB အသင်းရဲ့အဓိကကွင်းလေလို့ဖြစ်ဖြစ်ဝင်းကိုလည်းအသင်းပြင်ဆင်မှုကြောင့်ရသလောက်ကျွန်တော်မြင်ခဲ့ပါသေးတယ်။တန်နီတန်နီဘလို့လဲဒီနေ့ပွဲအခြေအနေနည်းနည်းပြောကောင်းပါတယ်နည်းနည်းတော့ တိုင်ဝဲတော့ဆင်းသင့်ဖြစ်ပြီလားတိုင်ဝဲတက်ကတော့ဆင်းသင့်ဖြစ်နေပါပြီဟုတ်ဆင်းသင့်ဖြစ်အောင်လည်းကြိုးစားနေပါတယ်ကျောင်းမင်းဆီလူပါဆီလူပါအတင်းရဲ့တိတိုင်အင်တာဗျူးကတော့နီးပြချုပ်တဆန်းဆန်းသိမ့်မရှိတဲ့အတွက်ကျွန်တော်တို့မီဒီယာတွေမေးမြန်းဝင်မရခဲ့ပါဘူး။နီးပြချုပ်ပြန်ရောက်မှသာအင်တာဗျူးရမှာဖြစ်လို့ကျွန်တော်တို့နောက်ထပ်တစ်ရက်ထပ်လာရအောင်မှာဖြစ်ပါတယ်။ ဒါကတော့ကျွန်တော်တို့သတင်းမီဒီယာရဲ့အနေနဲ့ပေါ့နော်ထပ်ပုံဖီဒီယိုအင်တာဗျူးတစ်ခုရဖို့ကြိုးပမ်းခဲ့ရပုံကို i4 TV ရဲ့ reporter diary အစီအစဉ်ကနေတင်ဆက်ပေးလိုက်တာပါနောက်တစ်ပတ်ဒီမှာလည်း follow မွေးရမှာထပ်ပုံဘယ်လိုရရလဲအင်တာဗျူးတွေရဖို့ဘယ်လိုကြိုးစားရလဲဆိုတာတွေကိုကျွန်တော်တို့အရင်းသိသိတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်